အားလုံးပဲမင်္ဂလာပါခင်ဗျာဆာရီးသူဆရာနီကိုရဲရေးတာတော့ဘာကြီးနှစ်ယောက်နဲ့တခိုးလို့အမည်ရတယ်ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါလေခင်ဗျာဘာကြီးနှစ်ယောက်နဲ့တခိုးကျွန်တော်တွင်ဘာကြီးနှစ်ယောက်ရှိသည်ဦးတင့်အောင်နှင့်ဦးတာခွေးဟုအမည်ရ၏ကျွန်တော်အမည်ကြီးဦးအောင်တင်ဦးတာခွေးဒေါ်သေးသေးနှင့်ဒေါ်ထွေးရင်ဟူသောသူတို့မောင်နှမ၅ယောက်တွင်ကျွန်တော်အမည်ကြီး ဥဒခွေးနဲ့ဒေါ်ထွေးရင်တို့သာအိမ်အောင်ကြသည်ဥအောင်တင်နဲ့ဒေါ်သေးသေးတို့ကလူပြိုကြီးအပြိုကြီးဘဝနဲ့ပင်တတလုံးနေထိုင်သွားခဲ့ကြပါသည် ကျွန်တော်ဘာကြီးရောဘာလေးပါစာပေတိတ်မတက်ကြပါရေးနိုင်ဖတ်နိုင်ရောဖုံးကြီးចောင်းထွက်များဖြစ်ကြသည်သူတို့တွေကျွန်တော်လူမှန်းတိကလေးကလည်းမချမ်းသာကြပါရတမအလုတ်ဖြင့်အတံမွေးရင်မပြည့်မစုံနှင်းပင်လူဘဝကိုကုံလွန်ခဲ့ကြပါသည်ကျွန်တော်ပါကြီးနှစ်ယောက်သည် တယောက်နဲ့တယောက်လည်းမတည့်ကြတယောက်နဲ့တယောက်အပြန်အလှန်စေတနာထားရင်မကြကနစိတ်ဆိုးစိတ်ကောက်ဖြစ်တတ်ကြသည်ကျွန်တော်မွေးတီမှစ၍28နှစ်အထိနေခဲ့သောကျွန်တော်တို့အိမ်ကိုစောက်စင်ကဘာကြီးနှစ်ယောက်ကစောက်ပေးကြ၏တိုင်လေးတိုင်ထိုးပြီးခေါင်တန်းပြစ်သည့်အခါဘာကြီးဖြစ်သူကတိုင်ထိတ်ကိုတက်သည်ဘာလေးဖြစ်သူက အကိုဖြစ်သူကို စိတ်မချ၍မတက်ရန်အော်ပြီးသူတက်မည်ဟုပြောသည် ဘာကြီးဖြစ်သူကတိုင်တဝက်မှ ပြန်စင်းကဘာမှမပြောပဲသူ့ရဲတင်ကလေးခါးချထိုးကအိမ်ဖက်ပြန်ကသွားလေ၏ရေမိုးချိုးကထမင်းစားပြီးအိတ်သည်အိမ်ဆောက်သည့်နေရာကိုပြန်မလာတော့သူ့စိတ်ထဲမှာသူ့ကိုခေါင်တန်းမပြစ်တဲ့ဟုဘာလေးကပြောသည်ထင်ကစိတ်ဆိုးသွားခြင်းဖြစ်သည်ဘာလေးကလည်းသူ့စေတနာဖြင့်ပြောတာကိုဒီလိုလုပ်ရမလားဆိုကစိတ်ဆိုးကအိမ်ပြန်၏နောက်နေ့ဘာကြီးရောက်လာတော့ဘာလေးပြန်သည် ဘာလေးရောက်လာတော့ဘာကြီးကပြန်၏ညီကိုနှစ်ယောက်အတန်တိတ်စိတ်ကောက်ကြကဆယ်ရက်လောက်ကြာသည်ကျွန်တော်အမေကြီးသူတို့အမခေါ်တာလဲမလာတော့နောက်ဆုံးကျွန်တော်အဖေကြီးကမင်းမောင်နှစ်ယောက်အကြောင်းငါသိပါတယ်ကွာနောက်နေ့လာကိုစောက်စီရမယ်ဟူအာမခံ၏နောက်တနေ့ညီကိုနှစ်ယောက်ဆုံးကြကြတော့ဘာကြီးကရဲတင်းကလေးခါကြညက်ကကျွန်တော်အဖေကြီးကကိုအောင်တင်းရေဒီကောင်ဆက်နဲ့ဆက်နဲ့ပေးဗျာ ဖြတ်ပြီးခေါင်းအတွက်ဆက်ထားရင်ကောင်းမယ်ထင်တယ်ဟုပြောတော့ဘာကြီးကထိုတစ်တိုင်ကိုကောက်ခါကန်ဤဘာကလေးကတူကလေးဆွဲတော့ကိုသာခွေးကြီးကာပြင်းနဲ့ခင်းပြင်းတွေရောကုန်ပြီဗျကျွန်တော်လည်းမေ့ပြီးပုံထားမိတာရွေးပေးပါဦးဆိုတော့ဘာလေးကတစ်ပုံဘက်ရောက်ခါသွားဤဒီလိုနဲ့အဖေကြီးကဟိုဟာလေးပြောလိုက်ရင်းနှေးကလေးတောက်လိုက်လို့တော့ဘာကြီးတို့ညီရဲ့ကိုအိမ်ဆောက်ကြသည်ဟုဆိုသည် တယောက်နဲ့တယောက်ချစ်ကြသည်ရိုးသည်အာနာတတ်သည့်ကျွန်တော်ဘာကြီးနှစ်ယောက်ကို အဖေကြီးကမှတ်ချက်ချဘူးသည်မင်းမောင်တွေကအရှင်းရှင်းသိရှိကြတာပဲအားကလည်းနာတတ်ရိုးလည်းရိုးအေးလည်းအေးဒါပေမဲ့သူတို့ကြီးပဲတော့လှုပ်ပေးလို့မရဘူးသူတို့ညီကိုနှစ်ယောက်အလौဆဝင်သည့်နေ့ကလေးကထို့တော့ပင်ပျော်စမတ်တွင်ဤဘာကြီးနှစ်ယောက်နှင့်အတူဦးသိန်းအောင်ဆိုသောရွာလေလန်းကလူတစ်ယောက်ပါလက်တမား တွားချောက်ကြ၏ကတ်ထရိုက်ကလက်သမားပညာတက်မတက်တပတ်ခိုင်းကြည့်မည်ဆိုသည်ဘာကြီးနှစ်ယောက်မနှက်ထွက်ခါညနေပြန်တပတ်လုံးလုံအားကိုပြရသည်တက်ကြောင်းပြတတ်ရသည် အိမ်ဆောင်နေသောလက်သမားဝါရင်ကြီးတွေအတွေ့တကားပေါင်ခွေခြင်းဆက်ရွေးကြိုက်ဖက်ရခြင်းတစ်တွဲရခြင်းတို့မှာအဆမ်းမဟုတ်တော့သူတို့ကိုကတ်ထရိုက်ကတပတ်ညာခိုင်းခြင်းဟုကျွန်တော်နားလဲရတော့လေ ဘာကြီးနှစ်ယောက်ကကန်ထရိုက်ကိုတော်တော်တုံးသည့်လူဟုဆိုကာတနာနေကြသည်တပတ်ခန့်လှုပ်အားပြပြီးတော့တုံးရနာက အလောက်ခမခန့်လာမေးဖို့ပြောသည်ဘာကြီးနှစ်ယောက်သွားမေးတော့မနှက်ပြန်စစင်းဟုပြောလာ၏သူတို့ဝမ်းတာကထိုကန်ထရိုက်ကောင်းကောင်းအဆူခံရပြီဟုတွေ့ကြသည် သူတို့ကိုအလောက်စင်းဖို့ပြောလိုက်သူကအခြားတစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည် ထိုနေ့မနက်9နာရီအလုံးစင်းရင်မနက်6နာရီခရေကရေတွင်းတွင်ရေသွားချိုးကြသောကြောင့်အိမ်နီးချင်းများတညလုံးမအိပ်ရဟုပြောကြသည်ညေကိုနှစ်ယောက်တယောက်နှင့်တယောက်អော်ကြပြောကြတချင်းဆိုကြရေချိုးကြတာနနက်9နာရီခန့်မှပြီးသည်ဟုခံမှန်းကြသည်ကျွန်တော်ဘာကြီးနှစ်ယောက်ကတခြားအရာသာမတူချင်နေရမည်နားလေသည့်နေရာတွင်တော့နှစ်ယောက်စလုံးတူကြသည်ရေမိုးချိုးပြီးကြတော့ ွာလေကကိုသိန်းအောင်ကိုတွားနှိုးကြသည်အကိုကနှိုးမည်ဆိုလျင်ညီကိုမပြောအတိမပေးညီကလည်းထို့အတူဖြစ်သည်ဖြင့်ကိုသိန်းအောင်ကိုတွားနှိုးကြရာကိုသိန်းအောင်အိမ်နီးချင်းတွေလည်းမအိပ်ရဟုဆိုသည်သူတို့နှိုးမည်သာနှိုးရသည်ဦးသိန်းအောင်ကသူတို့အရင်လေးရဲကလေးကအလုတ်စားဆင်းနေပြီဖြစ်သည်တယောက်နဲ့တယောက်ဆူရင်ဆဲရင်អော်ကြရင်အလုတ်ဝင်နောက်ကြမည်ကိုဆိုရင်ကလိုက်ချကြရင်နဲ့ သူတို့ထွက်သွားတော့ရွာကလူတွေတော်တော်များများနိုးကကြံ့ရစ်ခဲ့ကြသည်ဟုပြော၏နေပါကြီးတွေအလौစာဝင်တဲ့နေ့ကတော့ဆံပဲဟုလူတိုင်းကကျွန်တော်ကို ပြော့ပြတတ်သည်ကျွန်တော်ဒီထိုအเจ้าများကိုသိရသည့်နောက်ဘာကြီးနှစ်ယောက်မျက်နှာကိုကြည့်သည့်အခါရိုးသားခြင်းရှစ်စရာကောင်းခြင်းနှင့်ထုံအားခြင်းတို့ကိုတပြိုင်တည်းတွေ့ရသည်ဟုထင်ပါသည် ထို့ထက်ကျွန်တော်ကိုယ်တိုင်အေးရပြည့်ရသောညတညကိုမှတ်မိပါသည် ထိုညကမိုးအကုံစားဝင်စားမြူပါပါကြတော့ညတညဖြစ်သည်တိကြီးဝါကြီးပေါ်တော့ကျွန်တော်တို့နတ်စင် ပေါ့ထော်ရွာကလေးမှာတညိမ့်ငယ်စားဝင်တွင် ရှိသည့်ဆောင်နှင့်ကိုေးကအဲ့၍ကောင်းသောညတညလည်းဖြစ်ပါသည်ထိုညသုံးနာရီလောက်မှဘာကြီးကအိမ်သာထတတ်သည် အိမ်သာတရင်နေပင်မြူပါပါအောက်ဖောက်ခါလင်းနေသောလရောင်အောက်တွင်တခိုးနှစ်ယောက်ကိုတွေ့လိုက်၏ အိမ်လေးအိမ်စုကနေတော့ကျွန်တော်တို့ခြံဝင်းတွင်မှာတခိုးလှုပ်ရှားနေသည်ကိုဘာကြီးကောင်းစွာတွေ့ရ၏တခိုးကဘာကြီးအမကျွန်တော်အမေကြီးအိမ်နေဘာလေးတို့အိမ်တို့ချင်းကပ်သည်ဒီမှာပဲဘာကြီးကစဉ်းစားသည်သူညီဘာလေးတာခွေးကိုနှိုးကတခိုးကိုဖမ်းရမလားဒါမှမဟုတ်လှင်မြန်ပန်းတတ်တော့ကျွန်တော်အဖေကြီးဥပိုလ်လိုကိုနှိုးကဖမ်းရမလားသူညီကိုနှိုး၍ညီဖြစ်သူကအိတ်ရှင်မှုတို့အော်တန်ကြောင့်ထလာလျင် တခိုးမာများလက်နက်ပါလာလည်းရင်ညီလေးတော်ဒုက္ခပိုလိုကရောက်ပါပိုလိုကိုပဲနှိုးရမလားဒါမှမဟုတ်သူတက်နေသည့်အိမ်သာနဲ့နေတော့ညီမလေးအိမ်ကတခိုးကိုအရင်ဖမ်းကတာခွေးကိုပဲနှိုးရမလားဘာကြီးမကြံတတ်ဖြစ်နေတော့တခိုးကကျွန်တော်တို့အိမ်ပြတင်းကိုဖွင့်သည်အိမ်သာတဲကလည်းဘာကြီးဘာလို့ရမှန်းမသိဘာလေးအိမ်နောက်တကာပွင့်သွား၏ ဘာကြီးဟုံးကနေအိမ်သာထဲမှာထကာကျုံ၍អော်တော့ဤတာခွေတခိုးတခိုးတာခွေပိုလိုတခိုးတခိုးပိုလိုဘာကြီးရုတ်တရက်អော်တန်ကြောင့်တခိုးနှစ်ယောက်လက်ငါပြေးကြသည်ခြံထဲမှာပတ်၍ပြေးခြင်းဖြစ်သည်တခြံလုံးနိုးတော်လဲဘာကြီးအထိပ်ပဲကို မဖော်နိုင်ခြင်းတခိုးတာခွေဟုကြားရသူကညီကိုနှစ်ယောက်ရန်ဖြစ်ခါអော်သည်ထင်ခြင်း ပိုလိုတခိုးလိုကြားသူကတမီးရောက်ခရန်ဖြစ်သည်ထင်ချင်းကြောင့်မလိုက်ကြပေ။ဘာကြီးအော်တယ်မသိတော့မှတိကဝိုင်းလိုက်ကြ၏။ဘာကြီးကခြေဆုံးမှတခိုးတခွေးတာခွေးပိုလိုအော်ကလိုက်သည်။နောက်ဆုံးဘာကြီးမိလို့မိခင်တခိုးတယောက်ကဖုံးကြီးကြောင်းနဲ့ဝင်လာပြေးသည်။ဘာကြီးကဆက်မလိုက်တဲ့ဖြင့်မမိလိုက်။ပြန်လာတော့ဘာကြီးအော်တန်ရဲ့အကြောင်းကိုဝိုင်းကအပြစ်တင်ကြသည်ဟာ တခိုးကမင်းတို့နှစ်ယောက်အိမ်ကိုကတ်တာကိုကဟုဘာကြီးကပြန်လှည့်၍ရှိပါ၏အဲ့ဒါဆိုလေကိုအောင်တင်ရဲ့ရှေ့ကောင်မိမှာပဲဥစ္စာဖုန်းကြီးကြောင်းနဲ့ဘာဖြစ်လို့ဆက်မလိုက်တာတော့ဒီတော့ဘာကြီးကခေါင်းကိုခါရမ်းကမေးသူကိုရိုက်လာပါကလားဟိုတော့အကြီးနဲ့ကြည်ကဖြေဤဟာငါစောနဲ့ငါထလိုက်ရတာငါအခင်းသွားတဲ့ကိစ္စကဘာမှပြီးအောင်လုပ်ခဲ့ရတာမဟုတ်ဘူးတခိုးမိတို့ဆရာတော်နဲ့တွေ့ရင်မယုံမသိဖြစ်မှာကွာ ဆက်လိုက်လို့မရဘူးတခိုးပန်းသူအလုံးထိုအကြောင်းပြောကရေကြသည်ဟုသိရလေတည်းတပင်အမှုပညာချာနေ86ဟုတ်ကဲ့ပါခင်ဗျာကူးဆက်လိုက်ပြီးတော့လဲစာရေးသူဆရာနေကိုရေးရေးတာတော့အမျိုးအရင်းကြီးလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအမျိုးအရင်းကြီးကျွန်တော်တို့ဤကားမောင်းတတ်သောမျိုးရိုးသည်ကျွန်တော်အဖေကြီးတွင်ဂိတ်ဆုံးနေသည် ကျွန်တော်အဖေကြီးကတော့ကားကိုရိုးရိုးမောင်းတတ်သူမဟုတ်။နယ်ဝေးကားကြီးများကိုမောင်းတတ်သူဖြစ်သည်။ထို့ပြင်အဝေးပြေးကားစီယာတို့ထုံးစံအတိုင်းကျွန်တော် အဖေကြီးကလေဒီ၃ယောက်ရှိသည်။ကျွန်တော်အမေကြီးကဒုတိယဖြစ်သည်။ကျွန်တော်လူမန်းတိချိန်တွင်မတော့အဖေကြီးကိုကားမောင်းတာမတွေ့ရတော့နောက်ဆုံးလေဒီနဲ့တခါတရံမှကျွန်တော်တို့အိမ်သို့ရောက်လာတတ်သည်။လာသည့်အခါတွင်လည်းအဖေကြီးကကျွန်တော်နဲ့ကျွန်တော်ညီကိုခေါ်ကမျိုးတဲသွားတတ်၏။ ညိုတဲသွားခြင်းမှာရုပ်ရှင်ကြည့်ခြင်းလည်းအဖေကြီးကိုမျော်ရသည်ထိုနေ့ကအဖေကြီးအိမ်သို့ရောက်လာသည် ထမင်းစားပြီးတော့ကျွန်တော်တို့ညီအကိုကိုရုပ်ရှင်သွားကြည့်မည်ပြော၏ကျွန်တော်တို့ပြောကြပါသည်ရန်ကုန်မြို့သို့အသွားကားပေါ်တွင်အဖေကြီးကအိတ်လိုက်လာသည် အိတ်တာမှဟောက်တန်ထွက်အောင်နှင်းနှင်းချိုက်ချိုက်ကြီးကိုအိတ်လိုက်သွားခြင်းဖြစ်သည် ကျွန်တော်ကတိတဆအရွယ်မှုညိုတဲရောက်ပြီးအဖေကြီးမလို့မှာကိုစိုးရိမ်နေခဲ့သည် သို့တော်မျိုးတဲရောက်တည်နှင့်အဖေကြီးကနိုးသည် ကျွန်တော်စိတ်အေးသွားသလို ကြည့်လိုက်တော့အဖေကြီးကပြုံးသည်ငါနိုးပါလေကွမျိုးတဲရောက်ရင်ဟွန်းတန်တွေဒီလောက်စူးနေတာကားပေါ်ကဆင်းတော့ရေခဲရေဆဲပြားဖို့ဝယ်ကမျက်နာတက်သည်ထို့နောက်ကျွန်တော်တို့ကို ပပဝင်းယုံမှာဂေါ်စီလာနှင့်ကင်းကောင်ကားပြသည် ပြသည်မှာ ကားဆပြားကလေးကအဖေကြီးကအိတ်လေသည် ဂေါ်ဇီလာပေါ်လာတော့ကျွန်တော်ကြောက်ခါအဖေကြီးကိုနှိုးတော့အဖေကြီးခဏနှိုးသည်သူကြည့်ပြီးသားကောင်းတယ်ဆက်ကြည့်ဟုပြောကပြန်အိတ်သွား၏ကျွန်တော်တို့ညီကိုနှစ်ယောက်ကြောက်ကြောက်နဲ့ဆက်ကြည့်ပါသည်ရုပ်ရှင်ပြီးသွားတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုပပဝင်းချုံအောက်ရှိသည် အာလူပူရီကျွေးသည်ထို့နောက်ဗဇကားရှိရာမှတ်တိုင်သို့လမ်းလျှောက်ကပြန်လာခဲ့ကြ၏ကျွန်တော်တို့ပြန်ချိန်ကနေ့ကင်းနှစ်နာရီခွဲအပြီးဖြစ်သည် နေကင်းအချိန်ရန်ကုန်မှပြန်ဆင်ကားတွေထုံးစံအတိုင်းထိုစင်းကလေးကကားချောင်းတဲ့ဖြင့်ကျွန်တော်တို့အမေဖိုးတို့ရောက်နေရာရလာပါသည်လက်မဖြတ်အပေးဖေကြီးကထုံးစံအတိုင်းအိပ်ပြန်သည်ဒီတခါတော့ကိစ္စမရှိကျွန်တော်ဆင်းရမည်ဇာဝနာမှတ်တမ်းကို ကျွန်တော်သိသည်သို့တော့ကျွန်တော်တို့စည်းလာသောလူချောင်းသည့်ဗဇက်ကားကတိမ်ဖြူဂုံးတရကဆင်းပြီးကလေးကတရကြမောင်းနေသည် ရှေးမှာရှိသည့်ဒိုင်းတူဘတ်စကားကိုဖိုက်ရှင်းဟုကျွန်တော်သိရသည်။တိမ်ဖြူစီမဆလာဆက်လေးလံတောက်လျှောက်တအားလှိမ်ပေါင်းသဖြင့်တက်သားပေါ်ရီနှင့်ထိုင်ကုန်တကြိုင်းကြိုင်းဆူညံတန်တွေလူတွေဩကားအင်ဂျင်တန်ဆူညံကကြောက်ခမန်းလေးလေးပင်ဖြစ်သည်။ထိုခေတ်ကမင်္ဂလာဆေးမှတ်တိုင်မရှိသေး၍တာမွေကိုလူ့၍မောင်းကြခြင်းဖြစ်သည်။တဖက်ကားကလည်းထုံးစံအတိုင်းအလျှော့မပြီ။သူကြော်လိုက်ကိုအရှိရောက်လိုက် မှတ်တမ်းတွေမှာစပယ်ယာတွေကလူတွေကိုကမန်းကတန်းစင်းခိုင်းကအေးတကြီးဆူညံစွာအော်ဟဲ့ရင် လူမတင်တော့ပဲကားကိုတရတကြမ်းမောင်းစီသည်တန်စုံမြင်းဟင်းနေတော့ကားနှစ်စင်းရင်ပေါင်တမ်းမိချိန်က အသက်ထိတ်စီအကောင်းဆုံးအချိန်ပင်ဖြစ်တော့သည်တစင်းနဲ့တစင်းကပ်မိချိန်မှာတဦးနဲ့တဦးမခန့်ချင်းအောင်လှောင်ပြောင်ခြင်းမှာယခုမှမဟုတ်ဟိုတုန်းကတည်းကဒီအတိုင်းပင်ဖြစ်သည် ကိုရှူဒရိုင်ဘာများကလည်းအသက်ဖေးတေဖေးမသိတော့ မခံချင်စိတ်နဲ့ဘီယာကိုပြောင်းကာလေပါကိုသာတအားနဲ့ဖိကြသည်သူတို့ကဘာတွင်ရှေကားကိုကြော်ရေးမှာနပိုလီယံဥရောပတိုက်ကိုတိမ့်နိုင်ဖို့အရေးအရေးကြီးလေသည်ထို့သောကားနှစင်းဆူညံစွာပြိုင်နေချိန်တွင် ကျွန်တော်အဖေကြီးနိုးကလာ၏ခရီးတံများထိတ်လန့်ရကြငဲတံပအောင်အော်တော်ကြောင့်ဖြစ်သည်ကားနှစင်းဂီယာကိုလေပါကိုနင်းကဘေးချင်းချင်းနေချိန်လည်းဖြစ်၏ ကားဆက်တန်းငေတန်းပါအောင်မရှိမဆက်អော်ပြီးမှ ကျွန်တော်တို့ကဂီယာကုံက ကြံခဲ့သည်ကြော်သွားသောကားမှ စပယ်ယာကယခုခေတ်အတိုင်းပင်လက်ခောက်ကိုအတန်မျိုးစုံမှောက်ကစနောက်ပြီးဝေးကသွားသည် အဖေကြီးပန်ဝင်းကြီးကိုတစ်ချက်ကြည့်ကအဲ့နေရာမှာဆက်ခနဲထထိုင်ဤကျွန်တော်တို့ကားစပယ်ယာက ရှေကားကိုပြန်ကျော်ရေးအတွက်မှတ်တိုင်တွေអော်မေးသည်ကားပေါ်မှာပါသည့်ခရီးသည်တွေကလည်းကြောက်ရွံ့တာអော်သည် နီးဆက်ရမှတ်တိုင်မှာကြတော့တေမာဆိုး၍ဘသူ့အမြမစင်းကြ။ဘာကြောင့်လဲဆိုတာကျွန်တော်လည်းဒီနေ့အထိမသိ။ကားမောက်ပြီးဒုက္ခများမှထက်နောက်ကားတစ်စင်းမရမှာကိုပိုကြောက်ရလာမသိ။ထို့စဉ်ကျွန်တော်တို့ကားကဂီယာအစ်စ်ထိုးကလက်ပါကိုအတက်ကုန်နင်းသည်။ရှေကားဖင်ကိုနီးကပ်နေပြီဖြစ်သည်။စက်ခနဲကိုယ်ကကြော်သည်။မလို့ကားတစ်စင်းလာနေသည့်အတွက်ဂမကရန်ပြန်ဆောင်ရ၍လူတွေ ထိုင်သူတွေလဲပြုံကုန်သည်ထိုစဉ်ကယခုလိုနှစ်လန်းသွားမဟုတ်တလန်းသွားတာဖြစ်သည်ကားကိုပြန်တဲ့ကရှေကားဖင်မှကပ်၍လိုက်သည်အခွင့်အသာတည်နှင့်ကြော်မြေပုံစပယ်ယာကလည်းကားပြတဲ့မှခေါင်းကိုထုတ်ကာကားရှင်းမရှင်းအော်ကာပေးနေ၏ထိုစဉ်မှာပင်ကျွန်တော်အဖေကြီးကထိုင်ရာမှကျုံထကာအော်သည်တေးချင်လို့လားအခုရက်ဘာကောင်တွေလဲကွာရှေ့ကားနဲ့ကပ်နေရမှာကျွန်တော်တို့ကရုတ်ခနဲကြံခဲ့၏ ကားပေါ်မှာခီးတဲ့တွေအားလုံးကအဖေကြီးကိုဝိုင်းကြည့်ကြသည်စပယ်ယာကအပြင်ထုတ်ထားသောသူ့ကောင်းကိုယောက်ကအဖေကြီးကိုကြည့်၏ကားချင်းယောက်ကလမ်းသေးတွင်ရက်ခါသွားသည်ခမကြီးဘာပြောတာလဲစပယ်ယာကအဖေကြီးထံသို့ယောက်ကအော်မေးသည်ကားကရက်ရန်လမ်းသေးသို့ချနေပြီဖြစ်သည်အယံမောင်းရသလားကွတိုက်ပြီးသေးကုန်ရင်ဘယ်နဲ့လုံးမလဲကားကလမ်းဘေးနာလောဝထုတ်ရက်ခါသွား၏ ကျွန်တော်ကတော့ခလေးမိုကြောက်တာတခုပဲရှိသည်ကားမောင်းကမ်းမှာအော်တန်မသေးမကွက်နှင့်အတူတဝုံဝုံအတန်ကြားကကားလက်သောခေါက်တံကိုကင်ကာဒရိုင်ဘာထွက်လာသည်ဘယ်ကောင်လဲကွာငါ့ကိုဆဲတာမောင်းတာဘာဖြစ်လဲအေးဆဲတာငါပဲကွာဘလို့မောင်းတာလဲတကားလုံးချီပြိတ္တငိန်ကာသွား၏ကားဆရာကခေါက်တံကိုကင်ကာပြေးလာသည် အဖေကြီးက မတ်တက်ရက်စဲသို့တော် ကားဆရာကျွန်တော်တို့ခုံနာအရောက်တွင်ဟာအဖေအေးငါပဲပိုလို့ကွကားကိုဘလို့မောင်းတာလဲစပယ်ယာကဘာပြောရမှန်းမသိခေါက်ကင်လာသူကားဆရာကိုအဖေကြီးကနရင်ပိတ်တီးလိုက်ပရိသတ်ကနားမလဲတို့တော့ကားပြန်မောင်းသည့်အခါမှတ်တိုင်ရှိရဲ့၍လက်ကအဖိုးပြခေါ်ရလောက်အောင်နှေးသွားလေသည် ကားပေါ်မှာဆင်းတော့အဖေကြီးကဒရိုင်ဘာကိုဘာမှမပြောတော့နားမလဲတော့ကျွန်တော်ကမေးရသည်ဖေကြီးခုနကအဲ့ဒါငါပထမမိမမမကမွေးတာဘိုးစိမ့်နဲ့အလကားကောင်ကဟိုအဖေကြီးဒေါသနဲ့ပြန်ဖြေလေသည်တပင်အမှုပညာကြာနေ83ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာနေကိုရေးရေးသားတော့ဘာကြီးနှစ်ယောက်နဲ့တခိုးလို့အမည်ရတဲ့ဝတ္ထုတို့လေးနဲ့ အမျိုးအရင်းကြီးလို့အမည်ရတဲ့ဝတ္ထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်တော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်တော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ